ခြင်သေးတကောင်ဥဆောင်တဲ့ဝံပလွေစစ်တပ်ကြီးကတဲ့ဝံပလွေတကောင်ဥဆောင်နေတဲ့ခြင်သေးစစ်တပ်ကြီးတဲ့ပို့ပြီးတော့စွာအားကောင်းတယ်ဗျာသဘောပေါက်လားဒီပဲအုပ်စုလေးကခြင်သေးတကောင်ခေါင်းဆောင်ကခြင်သေးရဲရင်တယ်ပေါ့လေအိဗေကနောက်ကဝံပလွေတွေနောက်လိုက်တွေကဝံပလွေတွေကိစ္စမရှိဘူးအဲ့ဒီစစ်တပ်ကြီးကဟောဒီဘက်ကခေါင်းဆောင်ကဝံပလွေဖြစ်နေတယ်နောက်ကတော့ခြင်သေးတွေဟုတ်တယ်မလား ရှင်းအောင်ပြောရရင်တော့ဘိုးလုံးတဲ့လူကတော့ရှင်သေးနောက်ကတက်သားတွေကဘာလဲဘုံပလွေတွေအဲ့ဒီတက်ကပိုအားကောင်းတယ်ဒီဘက်ကတက်ကတော့ဘိုးကတော့ဘာလို့ဝံပလွေနောက်ကတက်သားတွေကရှင်သေးတယ်အဲ့ဒီစစ်တက်ကသုံးမရဘူးသုံးလို့မရဘူးဘာဖြစ်လို့လဲခေါင်းဆောင်ကအရင်ချင်းညံ့နေတာကိုဟုတ်တယ်မလားဆရာလုတ်တဲ့ပုဂ္ဂိုလ်ခေါင်းဆောင်လုတ်တဲ့ပုဂ္ဂိုလ်ဥက္ကဋ္ဌလုတ်တဲ့ပုဂ္ဂိုလ်ရဲ့အည်သွေးကိုဖော်ပြနေတဲ့စကားပုံပဲဗျာအဲ့ဒါဟုတ်ပြီလားနော် ဒါကြောင့်မလို့ဗမာစကားပုံရှိတယ်လေအသင်းဖွဲ့တစ်ခုမှာဘိုးတရားရဲဘော်၃ချိတ်ဆိုရင်တော့သွားပြီတဲ့အဲ့ဒီအဖွဲ့အစည်းမျိုးอ่ะဟုတ်တယ်မလားနော်ဘိုးတာယာရဲဘော်၃ချိတ်ဆိုတော့ပုံမှန်ဘောသူကစာရေးဆရာကြီးတမ်းပဲအဲ့ဒါကိုပြောင်းပြောကြတာဘိုးတရားတဲ့ရဲဘော်၃ချိတ်တဲ့ဘိုးရီကတရားလောက်ရှိတာခေါင်းဆောင်တွေအတက်တည်းကြီးပဲနောက်ကနောက်လိုက်တဲ့ပုဂ္ဂိုလ်က30လောက်ဆိုရင်တော့သွားပြီနော်၃ချိတ်ဆိုတာ30ပြောတာနောက်ကဟိုခေတ်လူငယ်တွေကတော့じゃမတည်ဝဲနေအောင်ပဲဟုတ်လားနော် တကြိတ်တို့တမှုတို့တခွဲတို့အဝတ်သားတို့ဆိုတာဗမာပြည်မှာအသုံးလုံးနေဒီခွဲခိတ်လူတွေမသုံးမသုံးတတ်ကြဘူးဟုတ်တယ်မသုံးဆွဲတတ်ကြတော့ဟုတ်တယ်မလားနော်ဒါကြောင့်မို့လို့ခုနကပုံစံလေးရလဲခေါင်းဆောင်ဖြစ်တဲ့ပုဂ္ဂိုလ်ကသိရေးကြီးတယ်ခေါင်းဆောင်ကခြင်သေးပဲအကုန်လုံးနောက်လိုက်တွေကဘုံပလွေဖြစ်နေပဲစီအောင်တော့အဲ့ဒီအသင်းဖွဲ့ကကြီးပွားတယ်တိုးတက်တယ်အင်အားကောင်းတယ်လို့ဆိုလိုတာပေါ့ဗျာဟုတ်ပြီလားနော်